2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားမျိုးသမီးဗိုလ်လီဘောဘိုလ်လူပွဲနှင့်စုကြည့်မြင့်ပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဗိုလ်လီဘောဘိုလ်လူပွဲနှင့်စုကြည့်မြင့်ပွဲကိုဇွန်လ12ရက်နေ့နေ့7နာရီကတောင်ကြီးမြို့ပြည်နယ်အာကစားလေးကျင့်ရုံ၌ကျင်းပလျက်ရှိရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်အစိုးရအဖွဲ့အတွင်ရေမူ ပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတောင်ကြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသားသင်တန်းသူများဒုနာပြုသင်တန်းကျောင်းမှသင်တန်းသူများအာကာသိပ်ပံတောင်ကြီးမှကျောင်းသားကျောင်းသူများဒေသခံပြည်သူများအားသောဝါဒနာရှင်များကြည့်ရှုအားပေးခဲ့ကြပါသည်ဘိုလ်လူပွဲပထမပွဲစဉ်ဖြစ်အမျိုးသမီးမန္တလေးတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်ရှင်ပြိုင်ကစားကြရာမန္တလေးတိုင်းဒေသကြီးအသင်းက၃ပွဲ၂ပွဲဖြင့်၎င်း အမျိုးသားဘုလူပွဲပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့ရှင်ပြိုင်ကစားကြရာရှမ်းပြည်နယ်အသင်းကသုံးပွဲပြည့်ဖြင့်၎င်းအနိုင်ရရှိသွားကြောင်းသိရှိရပါသည်။ထို့နောက်စုကြည်မြင့်ပွဲကျင်းပရာအမျိုးသမီးဘောလီဘောအကောင်းဆုံးအားကစားသမားဆုရရှိသူများကို စုကြည်မြင့်ရာအကောင်းဆုံးစပီဘောဆုရမန္တလေးတိုင်းဒေသကြီးအသင်းမှ ဆူရရှိသူအာကစားသမားအကောင်းဆုံးပိတ်ထောင်ဆူရရန်ကုန်တိုင်းဒေသကြီးအသင်းမှဆူရရှိသူအာကစားသမားအကောင်းဆုံးရိုက်ခုဆူရပြချင်းပြည်နယ်အသင်းမှအာကစားသမားအကောင်းဆုံးပိတ်ဆို့ဆူရရှမ်းပြည်နယ်အသင်းမှဆူရရှိသူအာကစားသမားများအားမြန်မာနိုင်ငံဗိုလ်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌက၎င်းအကောင်းဆုံးစေမဆူရရှိသောရန်ကုန်တိုင်းဒေသကြီးအသင်းမှဆူရရှိသူအာကစားသမား ဝဲစဉ်တလျှောက်အကောင်းဆုံးအာကစားသမားစုရရှိသူမန္တလေးတိုင်းဒေသကြီးအသင်းမှစုရရှိသူအာကစားသမားများမြန်မာနိုင်ငံဗိုလ်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌက၎င်းစုတစိမ့်နှင့်ငွေသားစုကိုအတိအသေးချိမြင့်ပေးအပ်ခဲ့ကြပါလေ၎င်းနောက်အမျိုးသားဗိုလ်လီဘောပြိုင်ပွဲတွင်အကောင်းဆုံးအာကစားသမားစုရရှိသူများစုချိမြင့်ရာအကောင်းဆုံးစပ်ပြီးပေါ်စုရသောမန္တလေးတိုင်းဒေသကြီးအသင်းမှစုရရှိသူအာကစားသမားနှင့် တင်းထောင်စုရရှမ်းပြည်နယ်အသင်းမှစုရရှိသူအာကစားသမားရိုက်ခုတ်စုရသခိုင်းတိုင်းဒေသကြီးအသင်းမှစုရရှိသူအာကစားသမားပိတ်ဆို့စုရရှမ်းပြည်နယ်အသင်းမှစုရရှိသူအာကစားသမားများစုတစိတ်ငွေသားစုကိုမြန်မာနိုင်ငံဘော်လီဝုဒ်အခွင့်အကြေးဥက္ကဋ္ဌက၎င်းအကောင်းဆုံးစေမစုရရှိသောကရားပြည်နယ်အသင်းမှစုရရှိသူအာကစားသမားနှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအာကစားသမားစုရရှိသူရှမ်းပြည်နယ်အသင်းမှအာကစားသမားများအား စုတစိမ့်နဲ့ငွေသားစုကိုရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှရဲမှူးချုပ်တို့ကအသီးသီးစုများချိမြင့်ပေးအပ်ခဲ့ကြပါတယ်။ယင်းနောက်အမျိုးသမီးဗိုလ်လုံးဘောပြိုင်ပွဲတွင်ပူးတွဲတတရားစုရရှိသောကချင်ပြည်နယ်အတင်းနှင့်ရှမ်းပြည်နယ်အတင်းမှအာဂဇာသမားများတဦးချင်းစုတစိမ့်နဲ့ငွေသားစုကိုပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်းကောအမျိုးသားဗိုလ်လုံးဘောပြိုင်ပွဲတွင် ်ပူတွဲတတရာစုရရှိသောသကိုင်းတိုင်းဒေသကြီးအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်းမှအားကစားသမားများတဦးချင်းစုတစိမ့်နှင့်ငွေသားစုကိုပြည်내လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်ပြည်내လူမှုရေးရာဝန်ကြီးတို့က၎င်းအမျိုးသမီးဗော်လီဘောဒုတိယစုရရန်ကုန်တိုင်းဒေသကြီးအသင်းဟာတဦးချင်းစုတစိမ့်နှင့်ငွေသားစုကိုပြည်내တယံဇာတရေးရာဝန်ကြီးက၎င်းအမျိုးသားဗော်လီဘောဒုတိယစုရမန္တလေးတိုင်းဒေသကြီးအသင်းဟာတဦးချင်းစုတစိမ့်နှင့်ငွေသားစုကို ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်ကလည်းကောအမျိုးသမီးဗိုလ်လီဘောပထမဆုရမန္တလေးတိုင်းဒေသကြီးအသင်အားတဦးချင်းစုတစိတ်ငွေသားစုပထမဆုကလာတို့ကိုရှမ်းပြည်နယ်အမျိုးသမီးအရာဖွဲ့နာယကမှလည်းကောအမျိုးသားဗိုလ်လီဘောပထမဆုရရှမ်းပြည်နယ်အသင်အားတဦးချင်းစုတစိတ်ငွေသားစုပထမဖလားစုတို့ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကလည်းကောအသီးသီးစုများကြီးမြင့်ပေးကြကြအောင်သိရှိရပါတယ် ို့နောက်အမျိုးသားဗိုလ်ကောပြိုင်ပွဲတွင်ပထမဆုံးရရှိသောရှမ်းပြည်နယ်မျိုးသားအသင်းအားရှမ်းပြည်နယ်အစိုးရဘက်ကငွေကျပ်350ဦးတွဲတက်တရဆုရအမျိုးသမီးအသင်းအားငွေကျပ်330တို့ကိုပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာအသင်းအုပ်ချုပ်သူနီးပြများမှလက်ခံရယူကြပြီးပြည်နယ်တယံဇာတရေးရာဝန်ကြီးပြည်နယ်လူမှုရေးရာဝန်ကြီးပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးပြည်နယ်သမဝါယမနှင့်ကြီးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှု ရှမ်းပြည်နယ်ဗိုလ်လီဘောဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌတို့မှငွေကျပ်30သိန်းစီနဲ့ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှငွေကျပ်5သိန်းရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးချုပ်မှငွေကျပ်5သိန်းပြည်နယ်မိသက်တပ်ဖွဲ့မှငွေကျပ်3သိန်းမြန်မာနိုင်ငံဗိုလ်လီဘောဥက္ကဋ္ဌမှငွေကျပ်10သိန်းပြည်နယ်အဆင့်ဌာနဆိုင်ရာများမှငွေကျပ်3သိန်းနဲ့4သိန်းထပ်ဆင့်ချီးမြှင့်ပေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ